ီနေ့မှာတော့ကိုကိုကင်းအမတ်တစိမ့်အုံနှုတ်ရေပူလေးနဲ့အုံနှုတ်ကြောင်ကြောင်လေးလောက်စားဖြစ်ပါတယ်ရှင်။မြန်မြန်ဆန်းဆန်းလေးပဲကိုကိုနဲ့လောက်စားလို့ရတာကြောင့်အခုလိုမျိုးအုံနှုတ်ပူလေးကိုပဲသုံးလိုက်ပါတယ်။တယ်လီဖုန်းအမတ်တစိမ့်အာခါကြောင်ကြောင်လေးတထုံးရေကကြာ30သားရေကိုတမနေအောင်လို့မှွေထားပေးပါမယ်။တမအောင်မှွေပြီးသွားလို့ရှင်ရေရေတလီတာခွဲတဲ့ BAA လေးပေါ်မှာထည့်ပြီးတော့ကြိုပေးပါမယ်ရှင်။ စာအနှဲငယ်လေးထည့်မယ်နော်ဒီထဲကိုစာအနှဲငယ်ထည့်မယ်ပြီးရင်ညောင်စည်းတန်းတဲ့ထီးတမဏီအောင်လို့မခဲသွောင်းအောင်လို့ໝွေပြီးတော့ကျူပေးပါမယ်မိရတော့အနေတော်မိအေးအေးလေးပဲသုံးထားပါရင်ဒါကတော့ကိုကိုကိအမှတ်တဆိုင်အုံတို့ရေဘူးလေးဖြစ်ပါတယ်အုံတို့ပါဝင်နှောင်းကလည်းများပြီးတော့အစီအနှစ်အရသာလောဝပြောစရာမလိုအောင်လို့အလွယ်တကူချက်စားလို့ရတယ်အုံတို့ရေဘူးလေးပဲဖြစ်ပါတယ်ရှင် ဒါလေးစူပွက်လာပြီဆိုလို့ရှိရင်မီးလေးကိုအနည်းငယ်ထပ်ပြီးတော့ရှော့ပေးမယ်နော်ဒါလေးကတော့အေးခံထားတာပါရှင်တညာလုံးအေးအေးခံစရာမလိုပဲနဲ့သူကနိုင်ဝက်လောက်အေးအေးခံလာနေတယ်ပဲအစင်သစ်စားလို့ရပါပြီအုံတော့ရေတပိုးကိုကြောက်ကြောဘန်းကြီးနှစ်ဖန်းအောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဝါစားအကြိုက်စားလို့ရပါတယ်ရှင်ဆေးစုတင်ပါတယ်